立刻交出魂血，举宗归顺于我。魔城兴衰，与我何干？那就再杀之前在修魔海杀的人还不够多。一多斯哎，灭多！石刀！此生与你相爱。你敢动他？婉儿已经满足。尔何必甘与天为敌？去你的天道！ ကျန်းနုကလီယွန်ဖုန်းကိုတက်ခဲ့ပြီးရွှွန်ရွဲတိုင်းပြည်ကိုပါချိတ်ပိတ်ခဲ့တဲ့သတင်းတွေကဘလူးနဲ့ဆိုမျိုးနွယ်ထံကိုရောက်ရှိနေပြီဖြစ်တာကြောင့်သူတို့တွေလည်းဒီဘေးအန်ဒီကနေလွတ်မြောက်နိုင်ဖို့ခရင်လိမ့်မယ်ဆိုပြီးစိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းနောင်ပိုင်းပြည်ဝအဆင့်ဖြစ်တဲ့ပထမအကြီးအကဲဖြစ်သူကဆွေးနွေးပြောဆိုနေကြပါတယ် ဘိုးဘေးဖြစ်သူကခန္ဓာကိုယ်ပေါင်းစည်းနေတုံးဖြစ်တယ်လို့ကြင်ကြံစင်းတွေလည်းဆုပ်ယုပ်နေလျက်ရှိပေမဲ့လိုဝဲကြင်ကြံနေတဲ့နေရာကိုကျန်းနူရှာတွေးဖို့မဖြစ်နိုင်ဘူးဆိုပြီးဒုတိယအကြီးကဲကထပ်ပြောလိုက်တဲ့အပြင်ဘိုးဘေးဖြစ်သူကိုထိခိုက်စေချင်တယ်ဆိုရင် ရောက်လာတဲ့လူကကျန်းနူဖြစ်ဖြစ် ကျန်းမာဖြစ်ဖြစ် ပြန်လည်းမရှိစေရဘူးဆိုပြီးအတီးတီးကြုံဝါနေလျက်ရှိကြပါတယ် ကျန်းသူဆိုတဲ့လူကတေချာပြီးဆိုတဲ့အခါကျမှလှုပ်ရှားတတ်သူဖြစ်လို့ချစ်ဟုကတော့စိုးရိမ်ပူပန်နေလျက်ရှိပြီးဘိုးဘေးဖြစ်သူကအမကျွလွန်ထားခဲ့ရင်တောင်မျိုးနွယ်စုမျော်လင့်ချက်ဖြစ်နေတဲ့အတွက်ထိခိုက်သွားတာမျိုးမဖြစ်စေချင်ခဲ့သလိုကျန်းသူကလည်းတငယ်ချင်းတယောက်ဖြစ်နေလို့ရွေးချယ်ရခတ်တဲ့ဘက်နှစ်ခုကြားမှာချစ်ဟုတယောက်ပြများနေရပါတော့တယ်။တစ်ဖက်မှာလည်းဝလင်းကကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ပြီးပြီဆိုတာနဲ့တီနေရပြောင်းရွှေ့အစီရင်ကြီးကိုအသက်သွင်းလိုက်တဲ့နောက်ဘလူးနဲ့စိုးမျိုးနွယ်စုထံရောက်ရှိလာခဲ့ပါတယ်။ ရောက်လာပြီဆိုတာနဲ့ဘလူးနဲ့ဆိုးပိုးပေးထွက်လာခဲ့လိုက်စမ်းဆိုပြီးအတန်လိုင်းထုတ်ဖော်လိုက်တဲ့အခါဘလူးနဲ့ဆိုးမျိုးနွယ်ဝင်တွေအများပြားရောက်လာကြပြီးဘသူကျူးကျော်လာတာလဲမေးမြန်းကြပါတယ်။ဝက်လင်းကကျန်းနုဆိုပြီးပြန်ဖြေတော့အနီရောင်လိပ်ပြာကိုအနိုင်ယူနိုင်ခဲ့တဲ့လူဒရီသားပြောင်းလဲခြင်းအဆင့်အောက်မှာပြိုင်ဘက်ကင်းတဲ့လူဆိုပြီးလူတချို့ထိတ်လန့်သွားကြပါတယ်။အကြီးအကဲဖြစ်သူတွေကသူတို့ဘိုးဘေးဖြစ်သူကိုဘာကိစ္စလာရှာတယ်လဲမေးတော့ သူ့ကိုတက်မလို့ဆိုပြီးဝလင်းကတက်ဖြတ်ချင်းစိတ်တွေနဲ့အပြေပြန်ပေးလိုက်တဲ့အတွက်အတင်းရဲလိုက်တဲ့ကောင် သူတို့မျိုးနွယ်စုဝင်တွေကတသွေးတဲ့တသားတဲ့ဖြစ်ကြတဲ့အပြင်ရှင်ရွယ်တိုင်းပြည်လိုမျိုးအလွယ်တကူကျူးကျော်နိုင်မယ်ထင်နေတာလားဆိုပြီးလက်ညှိုးထိုးပြောဆိုကြပါတယ်။ဒါအပြင်လေးစားရတဲ့ဘိုးဘေးကိုလည်းမလေးမစားပြောဆိုတာကြောင့်အခုလိုကြိုဆိုမှုမျိုးကိုအပြစ်မတင်လိုက်နဲ့ဘလို့တန်ကြီးပဲပေးရပါစေဂျန်နူကိုအသေးသက်ကြဆိုပြီးမျိုးနွယ်စုဝင်တိုင်းကို အမိန့်ပေးလိုက်တဲ့နောက်တိုက်ခိုက်မှုပေါင်းစုံတို့ဟာတပြိုင်နက်တည်းကြာရောက်လာကြပါတော့တယ်။ ဒါပေမဲ့ဝမ်လင်းဘက်ကနေပဲထုတ်ဖော်လိုက်တဲ့အတွက်လူတိုင်းလွင့်ထွက်သွားရတဲ့အချိန်ဘလူးနဲ့ဆိုမျိုးနွယ်စုကိုအခွင့်အရေးမပေးတော့ပဲကြင်ကြံမှုကြာဆင်းတော့အောင်ချိတ်ပိတ်ပစ်လိုက်ပါတယ်။ဒီခိုက်မှာပဲအကြီးအကဲဖြစ်သူကဖီအားအောက်ကနေရုံထွက်တိုက်ခိုက်လာပေမဲ့ထွက်သွားဆန်းဆိုတဲ့လက်ဝဲရံမှုတစ်ခုကြောင့်ရုပ်ကျုပ်ပြက်လွင့်ထွက်သွားခဲ့ရတဲ့အပြင်ဝမ်လင်းကတေးချင်းရှင်ချင်းဆွမ်းအားနဲ့အဆုံးသတ်ပေးပါတော့မယ်။ဒါပေမဲ့ညီနောင်ကျန်းတညပေးပါဆိုတဲ့ချစ်ဟုစကားတန်ကြောင့်တိုက်ခိုက်မှုရပ်တန့်ပေးလိုက်တယ်လို့တငယ်ချင်းဖြစ်သူကိုယ်တိုင်ရှေ့ထွက်တောင်းဆိုလာတဲ့အတွက်ချိတ်ပိတ်မှုတွေကိုလည်းပြန်ရုပ်သိမ်းပေးလိုက်ပါတယ်။ ချီဟုကသူ့ကိုညီကိုအဖြစ်သဘောထားသေးလားမေးတဲ့အခါဝက်လင်းဘဝမှာခင်မင်းရင်နီးသူတွေအများကြီးမရှိခဲ့ပေမဲ့ချီဟုကတော့ဒီတဲကတယောက်အဖြစ်သတ်မှတ်ထားတယ်ဆိုပြီးပြန်ဖြေပါတယ်။ဘလူးနဲ့ဆိုမျိုးနွယ်ဘက်ကအမအရင်လုံးမိတာကြောင့်ဝက်လင်းအခုလိုလက်တုံပြောင်းခြင်းကကြိုးချောင်းစီလျော့ပေမဲ့ချီဟုကိုယ်တိုင်ကမျိုးနွယ်စုတက်ခင်လေးဖြစ်နေတဲ့အတွက်မတူညီတဲ့ဘက်နှစ်ခုကြားမှာရွေးချယ်ရခက်ခဲနေခဲ့ပါတယ်။ ဒါကြောင့်သူ့ကိုသူငယ်ချင်းအဖြစ်သဘောထားသေးတယ်ဆိုရင်ညီနောင်ကျမ်းဘက်ကနေနောက်ဆုတ်ပေးနိုင်မလားဆိုပြီးချစ်ဟုတောင်းဆိုကြည့်လိုက်တော့မျိုးနွယ်စုဝင်တွေကိုအသက်ချမ်းသာပေးလိုက်တာကချစ်ဟုမျက်နှာကြောင်းဖြစ်ပေမဲ့ဒီထက်ထောက်ထားမပေးနိုင်တော့ဘူးဆိုပြီးဝက်လင်းညင်းပယ်လိုက်ချိန်မှာပဲဆွေးနွေးနေစရာအကြောင်းမရှိဘူးဆိုကအကြီးကဲတွေထက်ရောက်လာကြပါတယ်ဝက်လင်းကဘိုးဘေးတီနေရပြောပြပေးမယ်ဆိုရင်ချက်ချင်းထွက်သွားပေးမယ်ပြောတော့ အတင်းရဲမောင်းမာလိုက်တဲ့ကောင်ဘိုးဘေးကိုရှာကျင်တယ်ဆိုရင်သူ့ကိုအရင်ဆုံးဖြတ်ကျော်လိုက်ဆိုပြီးပထမအကြီးကဲဖြစ်သူကချစ်ဟုတားဆီးနေတဲ့ကြားကနေအာအင်ပြေးတိုက်ခိုက်လာပေမဲ့ခုတ်ပိုင်းချစ်မှန်သမျှကလက်ပလနဲ့ဖယ်ထုတ်ခံလိုက်ရတဲ့အပြင်တံပြက်လက်သီးချက်ကြောင့်ပြန်ပြုတ်ကျလာရပါတယ်။ဘလူးနဲ့ဆိုမျိုးနွယ်ကရန်သူမဟုတ်ပါဘူးဆိုပြီးချစ်ဟုပြောတဲ့အခါဝလင်းကဘိုးဘေးတီနေရကိုပြောပြပေးမယ်ဆိုရင်အသက်ချမ်းသာပေးနိုင်ပေမဲ့ဝိဇာနဲ့ဒါကိုတော့ပြန်ပေးရလိမ့်မယ်ဆိုပြီးခြေတလန်းနောက်ဆုတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ချစ်ဟုကဘိုးဘေးတီနေရာကိုသူတို့မသိတဲ့အကြောင်းတကယ်လို့ရှာဖွေခြင်းနဲ့ဆိုရင် ကောင်းကင်ထွန်းဖောက်စီရင်ကိုခင်းကျင်းအသက်သွင်းရမှာဆိုပြီးလက်တီးတင်းတင်းဆုပ်ကမျိုးနွယ်စုကိုရွေးချစ်လိုက်ပြီးဖြစ်တယ်လို့ဝက်လင်းကလည်းချစ်ဟုဘာတွင်းနေတယ်လဲဆိုတာကောင်းကောင်းကြီးရိပ်မိနေပါတယ်။အဲဒါကြောင့်ဝိဇ္ဇနဒါယူပြီးသွားရင်ချက်ချင်းထွက်သွားမှလားမေကွန်းကိုအသာခေါင်းကြီးပြလိုက်တဲ့နောက်ချစ်ဟုကအစီရင်ဖွင့်လှစ်ဖို့အကြီးကဲသုံးယောက်ကိုဂိုင်းချုပ်ငယ်အာနာနဲ့အမိတ်ပေးလိုက်ပါတော့တယ်။လူလေးယောက်နဲ့အတူအရက်လေးမျက်နာကနေကောင်းကင်ထွန်းဖောက်အစီရင်ခင်းချင်းပြီးချိန်မှာတော့ ကျန်းတို့ဟာဂျေဇူးကျွေးနဲ့ယံကျွေးတို့ကိုတေချာပြန်ဆက်တက်သူမို့ဝိဇ္ဇာနဲ့ဓာပြက်ယူတာလောက်နဲ့တင်းတိမ်ကျင်းနေမှာမဟုတ်ပဲဘိုးဘေးဖြစ်သူရဲ့အသက်ကိုချမ်းသာပေးမှာမဟုတ်ဘူးဆိုပြီးချစ်ဟုကအရှိပိုင်းကောင်းကင်အေယာမအစီရင်ကြီးကို ဖွင့်လှစ်ပစ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ဘလူးနဲ့ဆိုဘိုးဘေးဟာမျိုးနွယ်စုတစ်ခုလုံးရဲ့အာကိုအားထားဖြစ်တာကြောင့်တောင်ဝတ္တရားတွေထမ်းရထားရတဲ့ဂိုင်းချုပ်ငယ်လေးတယောက်အနေနဲ့လှုပ်တင်လှုပ်ထိုက်တဲ့အရာကိုလှုပ်ဆောင်နေရတာဖြစ်ကြောင်းဝက်လင်းကိုတောင်းပန်စကားပြောပါတယ်။ ဒါအပြင်လက်ရှိအစီရင်ကြီးကိုဘိုးဘေးဖြစ်သူကိုယ်တိုင်တောင်လမ်းစဉ်ရှစ်တွယ်ထိပဲတောင်းခံနိုင်တာဖြစ်တယ်လို့လွတ်လပ်မရှိတော့ဘူးပြောတဲ့အခါကောင်းကင်ဘုံနယ်မြေထဲမှာချစ်ဟုကအသက်ကျွေးတင်ခဲ့တယ်လို့ရွှင်ရွယ်တိုင်းပြည်မှာလည်းဝက်လင်းကအသက်ကျွေးတင်ခဲ့ပေမဲ့အခုချိန်မှာကြေသွားကြပြီဖြစ်ကြောင်းဝက်လင်းကခန်းစားချက်ကင်းမဲ့စွာဆိုပါတယ်။ချစ်ဟုကစိတ်မကောင်းဖြစ်နေပေမဲ့လုံတင်လုံထိုက်တဲ့အရာကိုရှေ့ဆက်လုံဆောင်လိုက်တဲ့နောက်အစီရင်ဘိုးချက်ကနေပထမလမ်းစဉ်တစ်ဖြစ်လဲပထမဆုံးတိုက်ခိုက်မှုကြဆင်းလာတဲ့အခါဝက်လင်းကဒီစီရင်လောက်နဲ့သူ့ကိုတတ်နိုင်မယ်ထင်နေတာလားဆိုပြီးလက်တီးတစ်ချက်နဲ့ဖြည့်ရှင်းပြစ်လိုက်ပါတော့တယ်။ ညိုနယ်ဝင်မဟုတ်တဲ့အပြင်လူတယောက်ကရုတ်ခန္ဓာခွန်အာတသက်နဲ့တောင်းခံနိုင်လိုက်တာမြင်တော့ချစ်ဟုလည်းအံ့ဩတုန်လှုပ်သွားရတဲ့အချိန်ဝမ်လင်းကဒုတိယလမ်းစဉ်ကိုပါဆက်လက်ဖြည့်ဆည်းပစ်လိုက်ပြီးလက်တီးတစ်ခုလုံးမှလည်းတွေးချင်းနေနေပါတော့တယ်။ဒါကိုတောင်ရှစ်ခုကျော်သွားတဲ့အထိစက်တိုက်ဖြည့်ဆည်းပြနေတော့ဘိုးဘေးဖြစ်သူတောင်လမ်းစဉ်ရှစ်သွဲအထိပဲတောင်းခံနိုင်စွမ်းရှိပေမဲ့ကျန်းသူဆိုသူကလမ်းစဉ်ဆက်နှစ်သွဲမြောက်အထိတောင်းခံထားနိုင်ခဲ့တာကြောင့်အကြီးအကဲတွေလည်းမယုံကြည်နိုင်ကြတော့ပါဘူး။ ။ချစ်ဟုမင်းတေချာကြည်ထားဆိုပြီးဝလင်းကကျေသုံးလုံးရှင်းနှဖျားခန္ဓာပြောင်းလဲပြစ်လိုက်တယ်လို့မျိုးနွယ်စုလေးယောက်ကလည်းနောက်ဆုံးတိုက်ခိုက်မှုကြီးကိုအစွမ်းကုန်ကြားဆင်းစေလိုက်ပါတော့တယ်။တိုက်ခိုက်မှုနှစ်ခုထိတိုက်တွေ့ဆုံတဲ့အခါဝလင်းဘက်ကဖြစ်စည်းနိုင်လိုက်တာကြောင့်တံပြန်ကျိုးဆက်ကိုလူတိုင်းခံစားလိုက်ကြရတဲ့အချိန်ဝလင်းရဲ့စွမ်းအားအစ်မန်ကိုမျက်မြင်တွေ့လိုက်ရတဲ့ရှုမီတယောက်ကလည်းရှော့တွက်ထားမိခဲ့ကြောင်းလက်ခံလိုက်ရပါတယ် ဝဲလင်းကနတ်ဆိုးမျိုးနွယ်ရဲ့အစီရင်ကိုအသုံးပြုပြီးဘလူးနတ်ဆိုးမျိုးနွယ်ဘိုးဘေးထွက်လာပြီးအသေးခံလိုက်ဆန်းဆိုတဲ့စကားကိုနတ်ဆိုးလောကတစ်ခုလုံးကိုအတန်ထုတ်လွှင့်ပြစ်လိုက်ပေမဲ့တွင်းထဲပုံအောင်တဲ့သူကထွက်လာခြင်းစိတ်မရှိသေးပါဘူးဘိုးဘေးဖြစ်သူကခန္ဓာတိဆောင်နေစေဖြစ်လို့ပြန်ကောင်းသွားတဲ့အချိန်ကျမှအသက်နှုတ်ယူမယ်ဆုံးဖြတ်ထားပြီးတခင်ဖြစ်သူပေါ်မှာချစ်ခင်မုန်းတီးနေတဲ့ရှုလီကောတယောက်ကလည်းဂျိုဆိုးကောင်သူ့ကိုလာခဲ့ပြီးဆိုပြီးဝမ်းသာပျော်ရွှင်နေပါတယ် လမ်းစဉ်ဆက်နှက်သွဲလုံးကိုအခုလိုဖြက်စီးပြစ်နိုင်သူကတမိုင်းတလျှောက်လုံးမှာတောင် ကျန်းသူတယောက်သာရှိသေးတယ်ဆိုပြီးချစ်ဟုတွေးတောနေမိတဲ့အချိန်ဝမ်လင်းကဘလူးနဲ့ဆိုးမျိုးနွယ်တစ်ခုလုံးကိုချိတ်ပိတ်ပြစ်လိုက်ပါတော့တယ်။ဒါကြောင့်ဒီနေ့ကနေစပြီးဝမ်လင်းရဲ့ခွင့်ပြုချက်မရှိရင်မိသူတဦးတယောက်မှတရေသားဖွဲ့စည်းနိုင်မှာမဟုတ်သလိုကျင့်ကြံစင်တွေအကုန်လုံးလည်းတရေသားကျင့်ကြံခြင်းအောက်ကိုရှင်းချခံလိုက်ကြရပါတယ်။တစ်ဖက်မှာလည်းရှူလီကောကဝမ်လင်းနဲ့အတေကြီးတိုက်ခိုက်ခြင်းလို့အပြင်ထုတ်ပေးပါဆိုပြီးပြောတော့ အဲ့ဒီလူကဘာတွေလုပ်ခဲ့လို့အခုလောက်ထိနာကြီးနေရတာလဲဆိုပြီးဘိုးဘေးကမေးကြည့်လိုက်တဲ့အခါခွေးတကောင်လောက်တောင်အလေးထားမဆက်ဆံပေးခဲ့တာကြောင့်မုံတိနေတာဖြစ်ကြောင်းရှုလီကောရှင်းပြလိုက်ပါတယ်။ဒါအပြင်ဝက်လင်းကိုတက်ပြီးတဲ့အချိန်ကျရင်ရေဒနာလက်နဲ့တွေကလက်နဲ့ဝှင့်ညင်နမိမယ်လေးနဲ့တွေးခွင့်ပေးနိုင်မလားဆိုပြီးတောင်းဆိုနေတဲ့အချိန်မှာပဲအချက်ပြမှုတစ်ခုကိုမတိမတာပြစ်တင်လိုက်ပါတော့တယ်။အပေါ်ဘက်မှာတီနေရလိုက်ရှာနေတဲ့ဝက်လင်းကဒါကိုသတိပြုမိသွားတာနဲ့အဲ့ဒီနောက်လိုက်လာခဲ့ပြီးအချက်ပြတဲ့နေရာတဲတဲ့ကိုထိုးခွဲဖြက်စီးပြစ်လိုက်တဲ့နောက် ဘိုးဘေးဖြစ်သူလည်းချက်ချင်းထွက်ပေါ်လာခဲ့ပြီးကိုအဆင့်ကိုမတိတဲ့ကောင်ရနေနေလောက်အသက်ရှင်ခွင့်ပေးထားမလို့ကိုလူကိုတိုင်းလာတေခံလို့ဆန္ဒဖြည့်ဆည်းပေးလိုက်မယ်ဆိုကခန္ဓာကိုယ်ကွန်အာချင်းတိုက်ခိုက်ရှင်ပြိုင်ကြပါတယ်ဘိုးဘေးကခန္ဓာပြန်မကောင်းသေးတာတောင်ခွန်အားတက်မနေပြီဖြစ်တယ်လို့တကယ်လို့သာအကောင်းတိုင်းပြန်ဖြစ်သွားတဲ့အချိန်ကြရင်ကျေသုံးလုံးရှင်းတဲ့ဖျားခန္ဓာနဲ့လက်ရည်တိတ်ကွာတော့မှမဟုတ်ပါဘူး ထိတ်တိုက်ရင်ဆိုင်ပြီးချိန်မှာတော့ကျန်းနူကတံမာလွန်းနေတဲ့အတွက်ဘိုးဘေးဖြစ်သူဘက်ကဝိဇာနဲ့ဆွမ်းအားထုတ်တုံးတိုက်ခိုက်လာတဲ့အခါဝလင်းကလည်းတေးချင်းရှင်ချင်းနဲ့ပေတဲ့ကပုံရိပ်ကြီးကိုထုတ်ဖော်လိုက်ကလက်တီးချင်းရှင်ထိုးလိုက်ကြပြီးနှစ်ဖက်စလုံးတွေးအံလိုက်ကြရပါတယ်။ဒါကြောင့်ဝိဇာနဲ့ဒါနဲ့ခုတ်ပိုင်းခိုင်းလိုက်ပေမဲ့ဝလင်းကလက်ဟန်လေးတစ်ခုနဲ့ရှုလီကောကိုပေါ်ကချိတ်တဆိတ်တွေကိုဖျက်ဆီးပစ်လိုက်တာကြောင့်ဒါဥကဘိုးဘေးဘက်ပြန်လဲသွားခဲ့ပြီးလက်တစ်ဖက်ဖျက်ခံလိုက်ရတယ်လို့ဝိညာဉ်ခန္ဓာကြီးကလည်းဖျက်ဆီးခံလိုက်ရပါတော့တယ်။ သူတာမြင့်ချက်ကိုဘလို့ဖြည့်ရှင်းလိုက်တာလဲဆိုပြီးမယုံကြည်နိုင်မေကွန်းထုံနေတော့တာမြင့်ချက်တွေနီးစနစ်တွေနဲ့ပတ်သက်ရင်တခင်ဖြစ်သူကိုဘယ်သူမှမကြော်ဖြစ်နိုင်ဘူးဆိုပြီးရှုလီကောကဂုံယူစွာပြောဆိုလိုက်ပါတယ်။ဝက်လင်းကစကားများနေတဲ့ရှုလီကောကိုဓာတ်ရဲပြဝင်ခိုင်းလိုက်ပြီးထွက်ပြေးသွားတဲ့ဘိုးဘေးနောက်ကိုလိုက်ဖမ်းတဲ့အခါဒီတစ်ခေါက်အကျိုးဆောင်ပေးထားတဲ့အတွက်ကောင်းကောင်းဆုချရမယ်ဆိုပြီးရှုလီကောကတောင်းဆိုကြည့်လိုက်တော့ဝက်လင်းလည်းသဘောတူပေးလိုက်ပါတယ် လိုက်မိတော့မဲ့အချိန်ဘိုးဘေးကမဟူရမီတောက်သားရဲကိုထုတ်ဖို့အချိန်ဆွဲလိုက်ပေမဲ့ဒါမြင့်လန့်ရှင်နဲ့သာထိုးပေါက်ဖြက်စီးခံလိုက်ရပါတယ်။ဒါပေမဲ့တရီသားပြောင်းလဲခြင်းအဆင့်ကဒီလောက်အစွမ်းလေးတော့မဖြစ်နိုင်ဘူးဆိုပြီးသွေးမြူခိုးတွေရှင်းပစ်လိုက်တဲ့အခါမှာတော့ဘိုးဘေးဖြစ်သူကသွေးစီနဲ့ထုတ်ယူပြီးဘိုးဘေးအမွေအနှစ်ကိုဆင့်ခေါ်ပစ်လိုက်တာကိုမြင်တွေ့လိုက်ရပါတော့တယ်။ ဝယ်လင်းနှောက်ရှက်ဖို့သွားလိုက်ပေမဲ့မီးတောင်ကြားထဲကနေအမွေနှစ်လက်နဲ့ဖြစ်တဲ့ပစိမ့်တစ်ချောင်းထွက်ပေါ်လာခဲ့ပြီးဟိုးအရင်တုန်းကဒီလက်နဲ့နဲ့ကောင်းကင်နဲ့မြေကြီးကိုခုတ်ပိုင်းဖျက်ဖူးခဲ့တယ်လို့တိရကိုရွက်လူရိုင်းနဲ့ဆရာတွေကိုလည်းတက်ဖြက်ရှင်းလင်းခဲ့ပူပါတယ်။ဒါကြောင့်ဒီလက်နဲ့အောက်မှာအသက်တည်ဆုံးရတာကဝယ်လင်းအတွက်ကံကောင်းခြင်းတစ်ခုပဲဆိုပြီးခုတ်ပိုင်းဖျက်လာတဲ့အခါဝယ်လင်းကကောင်းကင်ပုံသားနဲ့ထိုးသွင်းပြစ်လိုက်တဲ့အတွက်ရှုလီကောလည်းဒီလောက်ဟာကြီးကိုတော့တောင်းခံနိုင်မှာမဟုတ်ဘူးဆိုပြီးညှဉ်းညွမိလိုက်ပါတော့တယ်။ တိုက်ခိုက်မှုတွေထိဆုံသွားကြချိန်မှာတော့ဝန်လင်းဘက်ကလွင်းထွက်အေးနှိမ့်သွားရတယ်လို့ဒီအခွင့်အရေးကိုစောင့်နေတဲ့ရှုမေကစိတ်ထိန်ချုပ်ဖို့လှုပ်လိုက်ပေမဲ့ကျိုးဝူထိုက်ကကြားဖြတ်နောက်ရှက်လိုက်ပြီးမင်းရဲ့ပြန်ပဲရောက်လာပြီဆိုပြီးစိန်ခေါ်ကြည့်လိုက်ပါတယ်ဒီစကားကြတော့ကျိုးဝူထိုက်ဟာဆရာဦးလေးရင်ချွေရွေးချယ်ထားတဲ့တပည့်ဆိုရင်တောင်စိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းအလဲလက်အစင်းကျင့်ကြံမှုလေးနဲ့တားဆီးနိုင်မှာမဟုတ်ဘူးဆိုပြီးရှုမေကပုံရိပ်တစ်ထောင်လမ်းစဉ်ကိုထုတ်ဖော်လိုက်ပြီးဖြစ်တယ်လို့ကျိုးဝူထိုက်ကလည်းတပည့်ကိုအသုံးပြုထားတဲ့ခံစားချက်မဲ့နယ်ပယ်ကိုအသုံးပြုလာကြပါတော့တယ် တစ်ဖက်မှာလည်းရှီလောက်မဲ့ထင်းတဲ့တောင်ကိုအပိုင်းပိုင်းဖြစ်အောင်ခိုးလိုက်ပေမဲ့ဝက်လင်းကအနောက်ကထွက်ပေါ်လာပြီးဝိညာဉ်တန်းတစ်ထောင်လံကိုတိမ်မဲဝဲကြီးရဲ့တွေကြားကနေစင့်ခေါ်ပြစ်လိုက်ကဝိညာဉ်ပေါင်းများစွာနဲ့တိုက်စစ်ပြန်ဖွင့်လိုက်ပါတယ်။ရှုမီကကျိုးဝူထိုက်ရဲ့နယ်ပယ်ကိုအသားရဖျက်ဆီးလိုက်ပြီးထပ်မံတိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့ဝိညာဉ်တန်းတစ်ထောင်လံကိုအမတ်မထင်မြင်လိုက်ရတာကြောင့်ဘိုးဘေးတွန့်ထန်းကဒီလိုရဲ့တနာကိုတောင်ထုတ်ပေးထားတာဖြစ်လို့ကျန်းသူကိုအလင်းငိုက်လောက်ကျန်နိုင်မှုကထင်သလောက်မလွယ်ကူတော့ပါဘူး။ ရှုမေထွက်သွားတဲ့အခါကျမှကျိုးဝူထိုင်အသက်ရှူချောင်သွားခဲ့ရပြီးဘိုးဘေးဖြစ်သူကဝိညာဉ်ပေါင်းများစွာကိုခုတ်ပိုင်ရှင်းလင်းနေရတာကြောင့်အာယုံတိတ်မဆိုင်နိုင်တော့ပဲအလင်းငိုက်တိုက်ခိုက်မှုအောက်မှာလက်နက်လွင့်ထွက်သွားရပါတယ်။ဒီအချိန်မှာပဲခရဲရွှေစိတ်ဝိညာဉ်တွေကိုထပ်မံထုတ်ယူပြစ်လိုက်ကဝိုင်းချုပ်ခိုင်းထားလိုက်သလိုဝိညာဉ်တန်းတဲ့ချီကိုလည်းဝါမျိုးခိုင်းလိုက်တာကြောင့်တိဆောက်ထားကစားခန္ဓာကိုယ်ကြီးကနောက်တစ်ကြိမ်ပျက်စီးသွားရပြန်ပါတယ်။ မူလာစိတ်ဝိညာဉ်ပါထထိခိုက်သွားရပြီဖြစ်လို့သူတိမဲဆိုရင်ဝလင်းကိုပါဆွဲခေါ်သွားမယ်ဆိုပြီးနေရာရှိပြောင်းနှက်တကိုးနဲ့လေဟာနယ်ဝင်ပေါက်တစ်ခုကိုဖွင့်လှစ်ပစ်လိုက်တဲ့အခါဝိညာဉ်များစွာဆုပ်ယူခံလိုက်ရပါတယ်။ဒီစီရင်ကအလုံးဝေးတဲ့နေရာတစ်ခုတနည်းအားဖြင့်ကျေတာယာဟင်းလင်းပြင်တဲကိုတင်းနေရာတက်မှတ်ထားခြင်းမရှိဘဲပို့ဆောင်ပေးလိုက်တာဖြစ်လို့ဘိုးဘေးသွန့်ထန်ကဒီအတွက်ကြိုတင်ပြင်ဆင်ပေးထားခဲ့ပါတယ်။ ဒါကြောင့်ဝလင်းနေနဲ့နေရာရွှေ့ပြောင်းတဲ့တကိုးကိုမဖြစ်စည်းနိုင်ဘူးဆိုရင်တောင်ကျဲတရရဲမှာအဆုံးသက်ကိုတတ်မှတ်ပြီးတီနေရာမှာတားထားလိုက်မယ်ဆိုရင်အချိန်တစ်ခုကြာတဲ့အခါပြန်ထွက်လာနိုင်ပါလိမ့်မယ်။အဲ့ဒီနောက်မှာတော့ဝိညာဉ်များစွာနဲ့အတူဝလင်းတယောက်ကကျဲတရရဲဟင်းလင်းပြင်တဲ့ဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်လို့ဘလူးနဲ့ဆိုပိုးဘေးဟာလည်းဒီလောကကြီးထဲကနေတေဆုံးပျောက်ကွယ်သွားပါတော့တယ်။ လီဟာနယ်ထဲမှာတော့ဝမ်လင်းကကြေတန်လိုက်အိမ်မြောင်နဲ့တတ်မှတ်ထားတဲ့နေရာကိုပြန်ခီးဆက်လာခဲ့တယ်လို့လီယွန်ဖုန်းနဲ့ဘိုးဘေးတည်သွားတဲ့အကြောင်းကိုကျူးချွတ်လောင်းလျားလဲသတင်းရရှိပြီးနေပေမဲ့ဒီထက်ပိုအရေးကြီးတဲ့ကိစ္စတစ်ခုကိုတိတ်မကြခင်မှာရင်ဆိုင်ရပါတော့မယ်။၁၈နှစ်ပြည့်တဲ့အခါကောင်းကင်လန်းစင်ကနောက်တစ်ကြိမ်တဆင်းလာအောင်မှဖြစ်ပြီးဒီတစ်ခေါက်မှလည်းတန်လျာလန်းစင်တဲကနေခြေရတဲ့အမျိုးသမီးလေးကိုမရမကလူယူပြည့်ရအောင်မယ်ဆိုကဝမ်လင်းတယောက်တန်တိတ်ထန်ချလိုက်ပါတော့တယ်။